MSP ပေတယောက်အနေနဲ့ကတော့အများကြီးဟိုဖြစ်စေချင်တော့ဖြစ်စေချင်တယ်ဆိုတာကဘယ်လိုလဲဆိုတော့သူကပညာရေးပညာရေးမှလည်းဒူးကျွန်းတယ်တရုတ်ဆောင်တဲ့အပိုင်းမှလည်းသူဒူးကျွန်းတော့ဒူးကျွန်းတယ်အခုလက်ရှိတဲ့သူလှုပ်ရှားနေတယ်လည်းလည်းရောင်းပေါ်မှာသူလှုပ်ရှားတယ်ဒါပေမဲ့ကျွန်တော်ရဲ့အပိုင်းမှာကျတော့ကျွန်တော်ကဘာဖြစ်စေလဲကိုယ့်လိုမျိုးပဲအတန်းငယ်ရွယ်တဲ့အချိန်မှာပြီးပါပွဲတွေကိုသွားပြီးတော့ရှင်ပြိုင်စေချင်တယ်အဲ့လိုမျိုးပေါ့နော် ြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSB ဒါတော့ AC ရဲ့ဖေဖေပါဒါဥဇော်ဝင်းထုံးလို့ခေါ်ပါရဲ့ဥဇော်ဝင်းထုံးမဟုတ်ပါဥဇော်ဝင်းထုံးမှာအဆိုတော်မဟုတ်ပါခါတီးသမားပါဒီနေ့ဘွယ်ကတော့ကျွန်တော်တို့ဒီတင်တန်းမှာနှစ်စဉ်ဒီတိုင်းလုပ်နေကြဒီ ကိုယ်တည်းကြည့်တဲ့ဆရာတွေအကုန်လုံးဒီ CN အကုန်လုံးအာဆီယပူဇော်ပွဲပေါ့နော်အမြဲတမ်းနောက်တစ်ခုကကျွန်တော်တို့တင်တဲ့နှစ်ပတ်လေနှစ်နှစ်ပြည့်လေးပါပါတယ်ခင်ဗျာဒီနေ့ပွဲမှာတော့ဟိုထူးထူးခြားပါလေဘာတစ်ခုလဲဆိုတော့ကျွန်တော်တို့တင်တဲ့နှစ်ပတ်လေနှစ်နှစ်ပြည့်ပွဲလေးဖြစ်တဲ့သူတို့ဒီဆရာဆေးဒီဘလက်ဘတ်ဖြည့်တဲ့နှစ်လေးဖြစ်တဲ့အခါမျိုးတော့အလုံးတိုက်ဆိုင်မှုကြီးရရှိပါလေဗျဟုတ်ကဲ့အများကြီးဂုဏ်ယူရတော့ပေါ့အများကြီးဂုဏ်လည်းဂုဏ်ယူရတယ်မိဘတယောက်အနေနဲ့လည်းအယံဝမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ဒီ လက်ရှိဖြတ်တန်းတဲ့အချိန်ဒီကိုကျွန်တော်သားကကျွန်တော်လိုမျိုးကရာအဲ့ကစားနီကိုဝန်တော်မပါဘူးခါစီဘလက်ဘက်ဖြေမဲ့ဥစ္စာကိုဘယ်လိုမှမထင်သားခဲ့ဘူးလေဒါပေမဲ့အခု तू ကကိုမထင်တဲ့ဥစ္စာကိုအခုဖြစ်အောင်လုပ်တဲ့အခါမျိုးကျတော့ဒါအတိုင်းမသိဝန်တော်ပါဘူးနော်ဟိုအမြဲတမ်းကတော့ဒါ ပြည်သက်တွေအမြဲတမ်းရင်းနှီးတာကဒီအမေနဲ့ကရင်းနှီးရလို့ဟိုအင်တာဗျူးတွေမှာရေဆိုလို့ရှိရင်လည်းဘယ်ဘက်တော်တော်ပါပဲလို့လောက်ကအမေအမြဲတမ်းပါတော့အဲ့လိုမျိုးဆိုတော့ရှူတင်မဲတော်တော်ဘယ်ဘက်တော်တော်တော့အမေအမြဲတမ်းပါအဖေကကျတော့ဟိုပါတော့ပါတယ်ဒါပေမဲ့သူအမြဲတမ်းလူရှိမထွက်ဘူးအမြဲတမ်းနောက်မှနေတယ် easy အမြဲတမ်းဟိုတုံတင်ဆုံးမရဲအမြဲတမ်း support ပေးရဲနောက်ဝန်နေပေါ့အဲ့လိုပြင်နေပါရဲဘယ်ဖြစ်ဖြစ်ပွဲတွေပါရဲပဲသွားအခါပဲဖြစ်ဖြစ်အခါအင်ရဆုံးလို့ရှိရင်အဲ့လိုပေါ့နော်အဖေ live ပို့ပေးရဲ live ပို့ပေးသူကသူနေခဲ့ရမျိုးပေါ့အဲ့လိုမျိုးဆိုတာပြည်သက်တည်းအသိမသိဘူးအသိမသိရတော့ဒါ ခုအဖေကိုဒါပွဲထုတ်ပြီးပြည့်တဲ့တင်တာမိတ်ဆက်ပေးရပါအဖေကတော့ဒါကာရတီသမားပေါ့နော်ဟိုသူကိုနှစ်ရွယ်ကလေးအစားပြီးကစားရယ်ပြောတော့ဒါလိုကောပွဲတွေမှာလည်းဒါကစားခဲ့ခဲ့သလိုဒီမိုင်းငယ်လက်ရွေးစင်အနေနဲ့လည်းဒါပြပောက်ကိုဒါအများကြီးထွက်ကစားခဲ့ပြီးပါတယ်အဲ့လိုမျိုးဆိုတော့ဒါအဖေကိုဒါမိတ်ဆက်ပေးရပါရှိရပါဘောဟိုးငငယ်လေးကလေးရပါတော့ငငယ်လေးကလေးဆိုအဖေရဲ့ပွဲတွေအကုန်လုံးလိုက်ကြည့်ခဲ့ရလိုက်ကြည့်ခဲ့ရတော့အဲ့လိုမျိုးသူဟိုဒီ ပစ္စည်းခွဲပြဟိုရေခဲတွေရေခဲတုံးတွေခွဲတာတို့ဘာလို့ဒါတွေသူလုတ်တယ်ပေါ့နော်လုတ်တယ်အဲ့အဲ့ခေတည်းကကိုကကြည့်ပြီးတော့ဟာမိုက်တယ်ကိုလည်းလုတ်ချင်လိုက်တာပဲငယ်တုန်းကတော့ဖြစ်တာပေါ့ဒါပေမဲ့တကယ်လုတ်မပါဆိုတော့အဲ့ဥတော်ဖြစ်တာပေါ့နော်ဒါပေမဲ့ဟိုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဟိုကစားပစ်လာရင်နောက်ပိုင်းမှာကျတော့ဒီຢာတွေပို့ပြီးမြင်လာတော့ပေါ့ဒီပညာရဲ့အနှစ်သာရတွေဒီဒီຢာရဲ့အကုန်လုံးမြင်လာတဲ့အခါမှာဒါအဖေကိုအများကြီးလေးစားတဲ့ပိုင်းတွေရှိရဲပြီးတော့အဲ့လိုမျိုးဟိုအားကြရတဲ့ပိုင်းတွေမျိုးရှိပါတယ်ဟုတ်ပါဘူးအဖေတယောက်အနေနဲ့ကတော့အများကြီးဟိုဖြစ်စေချင်တာပေါ့ ဖြစ်စီခြင်းလေဆိုတာဘယ်လိုလဲဆိုတော့သူကပညာရေးပညာရေးမှလည်းထူးချွန်တယ်တရားဆောင်တဲ့အပိုင်းမှာလည်းသူထူးချွန်တော့ထူးချွန်တယ်အခုလက်ရှိတဲ့သူလှုပ်ရှားနေတဲ့လမ်းလမ်းကြောင်းပေါ်မှာသူလှုပ်ရှားတယ်ဒါပေမဲ့ကျွန်တော်ရဲ့အပိုင်းမှာကျတော့ကျွန်တော်ကဘာဖြစ်စီနေလဲကိုယ်လိုမျိုးပဲအတန်းငယ်ရွယ်တဲ့အချိန်မှာပြီးပါပွဲတွေကိုသွားပြီးတော့ရှင်ပြိုင်စီခြင်းလေအဲ့လိုမျိုးပေါ့နော်အခုဒါတော့တစင်ချင်းတစင်ချင်းသွားမယ်အပိုင်းပေါ့သူသူလုံနိုင်တဲ့အားပေါ်မှာကြည့်ရမှာပေါ့အဲတကယ်လို့အဲ့စားတွေကိုလည်းသူတကယ်တမ်းလုံနိုင်တယ်ပြီးပွားပွဲတွေလည်းသူသွားနိုင်တယ်ဆိုရင်တော့အတိုင်းအတာမရှိ တကယ်ဟိုဘယ်လိုပြောဖခင်တရားအနေနဲ့အကျန်းကိုယ်ယူရမှာပေါ့နော်အဲ့ဒါမျိုးပြီးတော့အဲ့ဒါတော့တိုင်ဝဲပြန်ဒီအလေးပေးနေရလားဟိုအဲဥစားကားလို့လေကျွန်တော်ကဖီယာမပေးဘူးဘာလို့လဲကျွန်တော်တို့အလုပ်ကကိုကိုတိုင်းစိတ်ဝင်စားပြီးကိုကိုတိုင်းဇွဲနဲ့လုံးမလာတာဖြစ်နေရှိမှာဖြစ်ပါလေဘာလို့အာမင်းလုံးမင်းလုံးအောင်မယ်ဆိုတော့ဥစားကြီးကျွန်တော်တော့မပေးဘူးဘာလို့ကျွန်တော်တင်ထဲမှာရှိတဲ့ကလေးလေးဆိုလဲပြိုင်ဖို့မှာကလေးလေးဆိုမိဘကိုလည်းမယွေးချက်ခိုင်းဘူးကျွန်တော်ကိုတိုင်းကလည်းမယွေးချက်သူတို့ တကယ်ရှင်ပြိုင်ခြင်းနဲ့စိတ်ရှိမှလားကျွန်တော်တို့အဲ့လိုမျိုးပဲဝင်ပြိုင်ခိုင်းတယ်သူ့ကိုပေးခဲ့တာကတော့အခုမှမဟုတ်ဘူးဗျကိုကိုဘစ်မတိုင်မီတည်းရပါတော့ကျွန်တော်တို့ဒီဆိုရယူနီဘာစီတီဘက်မှာဒီတင်တဲ့ကလပ်ဖွင့်တဲ့အချိန်တွေကတော့သူငငယ်လေးတွေကကျွန်တော်တို့ဒီလက်လန်းပြီးတော့ကစားတဲ့အချိန်တွေကသူ့ကိုပြီးတော့ပေးနေတာဒါပေမဲ့အခုနောက်ပိုင်းဘက်မှာတော့သူကဒါကိုဒီဇိုင်းမမတ်နေဖြစ်လာတာပေါ့ဟာဟိုပညာအမွေပေးတာနဲ့လေဟိုလူတော့ ဒီပညာကြီးကအမွေပေးမယ်ဆိုရင်လည်းပေးလို့မဆုံးဘူးညကျွန်တော်တို့လည်းဒီနေ့ဒီချိန်ကြီးမှာကျွန်တော်တို့ကပညာဆုံးသွားတယ်ဆိုတာမရှိသေးဘူးအုတ်ချက်တွေကတော့ကူတော့ခွဲနိုင်တယ်လေပြီးတော့ရောက်ပါပြီဂျေကဲကြီးကတော့လွယ်လောက်သေးဘူးဂျေကဲခွဲဖို့အတွက်ကြတော့လေဘာနဲ့ဆိုင်လဲဆိုတော့ဒီဖြတ်တန်းလာခဲ့တဲ့ဥစ္စာနဲ့ကို့လေ့ကျင့်ရတဲ့အများကြီးဆိုင်ပါတယ်ဟိုအမြင်တစ်ခုမှာကကျွန်တော်တို့ဒီအုတ်ခဲအခုချိန်မှာသူတို့အုတ်ခဲကိုခွဲခိုင်းမယ်ဆိုရင်နှလုံးလောက်ထိဆိုတော့သူတို့ခွဲနိုင်တယ် ဒါပေမဲ့ရေခဲကိုခွဲဖို့အတွက်ကျတော့အဆင်ပြေဘူးသူတို့အနေနဲ့ဘာလို့လဲရေခွဲကဟိုကြီးတော့တာဒီရေအားနေလောက်ထားလို့ပြောမာကြောင်းမှုကအများကြီးတယ်ဘာလို့လဲကျွန်တော်တို့လိုဆရာဆရာတွေတောင်မှလေတချို့တွေအခက်မသိလို့ခြေတော့ထပိုင်းကျူးသွားတာရှိပါတယ်ဒါတွေကလေအဲ့တော့ပါအရန်ကြီးဆက်ရပါတယ်သူကအဲ့တော့ဘာလဲဆိုတော့ကိုယ့်ရဲ့လေ့ကျင့်အားနဲ့ပဲဆိုင်ပါတယ် ဟိုကျွန်တော်တို့ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့လေသူအများကြီး story လုပ်ပြတာတွေလည်းရှိပါတယ်သူကိုယ်တိုင်လိုက်ကူညီတဲ့ဥစ္စာတွေပါကျွန်တော်တို့ဒီသင်တန်းတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့အပွဲချုပ်တွေနဲ့အကုန်လုံးပေါင်းပြီးတော့ဟိုတားဆိုလည်းပါတယ်ပေါ့ကျွန်တော်မန်လေးမန်လေးကိစ္စပဲဒီနေ့ကိစ္စတွေပေါ့နော်အတော်လုံးဝင်တော့ကိုယ်တိုင်ကိုရောက်ကိုယ်တိုင်ဝင်ပါခဲ့တဲ့အရာတွေလည်းအများကြီးရှိပါတယ်နောက်ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့လေအခုဒါဒီနေ့မှကျွန်တော်ပတ်ပြီးဖြီးကြတာ ကျွန်တော်တို့ကာတိုက်ခံတာဒီလက်အစီအုံးလေးဖြစ်တဲ့လက်မ်းကျိုးတဲ့အဲ့ဒီဒေါ်လေးထဲမှာလေကျွန်တော်လည်းအတူဒီတန်ရန်ကိုသူဝင်ကင်ပြီးတော့ဒါစူရီလောက်ပြီးပြောပါဘူးဟုတ်ကဲ့ကာဒီနဲ့ပတ်သက်ပြီးတော့လေအကြံပေးချင်တာတော့ဘယ်လိုလဲဆိုတော့ဟိုကလေးတွေတော်တော်များများတော့လေအခုနောက်ပိုင်းမှာဘာလို့တော့ဒီအားကစားအပတ်ကိုလှုပ်ရှားတဲ့ဥစ္စာမျိုးမှာတေချာလေးကိုမနေလို့ချင်ရင်လည်းပြီးတော့ကလေးတွေကိုလည်းလေဒီလိုမျိုးပေါ့မာရှယ်နီးလေးတွေကိုကိုခရာဒီမှာမဟုတ်ဘူးပေါ့နော်အများကြီးရှိပါတယ် ဟိုယူရလဲဝေးလို့တိုင်ကွန်လို့ပါလို့ကိုကြိုက်နေတဲ့အချိန်နေတဲ့အလေးတွေကိုလေးလှုပ်စီခြင်းတယ်ဘာလို့လဲတော့အခုနောက်ပိုင်းကကလေးတွေအတွက်ဒီအားကစားနည်းတွေအကုန်လုံးကပေါ်ရောနေကြတဲ့ဥစ္စာတွေအများကြီးတွေ့ရလေအဲကြောင့်ကြောင့်အားကစားကိုမိမိရဲ့ကျမ်းမာတွေဆိုတော့လောကကိုယ့်ရဲ့ဟိုတကွေကဒီကုကကာဘန်အတော့တော်တော့ကစားသင့်တယ်လို့တော့ကျွန်တော်ကအကျဉ်းလေးပေးခြင်းကစားလဲကစားစီခြင်းပေါ့နော်ဟုတ် ဟိုဒီကုခဲမညာကတော့ဒါဘူးမဆိုဒါသူတက်ကိုတရားတဲ့အရာပေါ့နော်ဟိုကိုမီတာစုကာကွယ်ချင်တာပဲဖြစ်ဖြစ်ကိုချရတူလိုကာကွယ်ချင်တာပဲဖြစ်ဖြစ်ကိုကိုကာကွယ်ပြီးပဲဖြစ်ဖြစ်လိုအပ်လာတဲ့အခါမှာလိုအပ်သလိုတုံးချနိုင်မှုအတွက်ဆိုလို့ရှိရင်တော့ကုခဲပညာတခုခုတော့လိုရပါတော့ပြီးတော့လည်းဘာဖြစ်ကြလဲဆိုတော့ကျွန်တော်တို့ခုနောက်ပိုင်းမှာလူငယ်တွေတော်တော်များများဒီ ဟိုဘယ်လိုပြောမလဲခန်းဟိုလောက်ရမယ်ခန်းကန်တာအများလာပညာရေးပိုင်းနေလည်းရှိမယ်ပြောင်းလို့ရှင်လည်းတခြားစိတ်ဝင်စားလို့ကောင်းတဲ့အရာတွေလည်းအများကြီးရှိတယ်အပျော်ပါကိစ္စတွေလည်းအများကြီးရှိရှိလာတဲ့အခါမှာဆိုတော့ဟိုးရင်အဖေတို့ကကလို့တော့ဒီအားကစားတစ်ခုဒီဇိုင်းမမတ်လုပ်တဲ့သူဆိုတာတော်တော်လေးရှားသွားပြီရှိရသူတွေလည်းရှိတယ်တကယ်ဒီဇိုင်းမမတ်လုပ်နေကြတဲ့သူတွေရှိတယ်ဒါပေမဲ့ဟိုຢာကန်တုံးအဖြစ်ဆိုလို့ရှင်တော်တော်လေးနည်းသွားတယ်ပေါ့နည်းသွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဟိုဒီကျမ်းမာရေးအရာပဲဖြစ်ဖြစ်ခုနပြောလို့မြားစုကဝယ်ဘူးဝယ်ဖြစ်ဖြစ်ဒါဒီလိုအပိုင်းနေမှာဆိုလို့ရှင်ဒါဟိုဘယ်လို ြောရမလဲဟိုမလုံနိုင်တဲ့အပိုင်းတွေပါဖြစ်မှာဒါဆိုရင်လည်းဘယ်သူမဆိုတော့ဒီဟာကိုတထားတဲ့နေလုံးတဲ့နေလို့တော့ဒါတော့အချက်ပြီးနေပါတယ်ဟုတ်ပါ Myanmar Star Bazaar